တနင်္ဂနွေသားသမီးမိတ်ဆွေတို့ရဲ့ကန်စာတာဟာ12လပိုင်းတလတာမှာအခိုင်ညံ့နေများစွာနဲ့ကြုံရမယ်။မိမိရွယ်ထားတာကတမျိုးဖြစ်လာတာကတခြားနဲ့မိမိကိုယ်ကိုအားမလို့အားမရဖြစ်နေတတ်ပါတယ်။အလောက်ကိုင်းကိစ္စလေးတွေမှာခက်ခဲအနေငယ်ကြုံပြီးမှအဆင်ပြေမှုတွေရရှိမယ်။အထက်လူကြီးကိုကြီးမဆမှုတွေရရှိတတ်ပြီးတော့လုပ်ငန်းတွင်မှလုပ်ဖို့ကင်မတ်များနဲ့တိုက်ခန့်ကိစ္စလေးတွေမကြာခဏကြုံရမယ်။မိတ်ဆွေတို့အနေနဲ့ဘာတုံ့ပြန်မှုမှမလုပ်ဖဲနဲ့တည်တည်ငြိမ်ငြိမ်နဲ့ပဲဘာမှမဖြစ်သလို ဟန်ဆောင်ပြီးနေထိုင်ပြန်ပါတယ်။စီးပွားရေးလုပ်ငန်းကိစ္စတွေမှာအပြိုင်ဆိုင်နောက်ရက်တွေများနေပြီးတော့မိမိမျောလင်းသလောက်အဆင်မပြေပဲစိတ်ပန်းလူပန်းဖြစ်နေတတ်ပါတယ်။တနင်္ဂနွေသားသမီးမိတ်ဆွေတွေဒီဆန္ဒလာပိုင်းတလားတာမှာအလုံနေရာပြောင်းရွှေ့ရမယ်။အလုံနဲ့သက်ဆိုင်သော ခရီးဝေးတွေသွားရမယ်။တနင်္လာနံလုပ်ငန်းတွေကိုအကြောင်းပြုပြီးတော့အစင်မပြေတာမျိုးလေးတွေခက်ခဲမှုလေးတွေကြုံရတတ်ပါတယ်။ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေငွေကြေးအကူအညီထောက်ပံ့ကောင်းတွေရရှိမယ်။ငွေအလုံးရင်းနဲ့ဝင်းလ င်းလာတတ်တော်လဲမိတ်ဆွေတို့အနေနဲ့ ငွေချေးကြောင့်ပူပန်ရခြင်းငွေချေးခက်ခဲကြုံရခြင်းဝင်သောငွေမမြဲသလိုမျိုးလေးတွေဖြစ်နေတတ်ပါတယ်အချစ်ရေးမှာချစ်သူချင်းစိတ်တဘောတာကွဲလွဲနေပြီးတော့မိမိပြောသောစကားကိုတဖက်လူကအကောင်းမမြင်ခြင်းအချစ်ရေးကန့်ကျက်မှုတွေနဲ့ဇက်တိုက်ဆိုသလိုကြုံတွေ့နေရခြင်းဒီ၁၂လပိုင်းတလတာမှာမိမိချစ်သောသူတွေနဲ့လည်းခွဲခွာရမယ်အကြောင်းကိစ္စတွေနဲ့လည်းကြုံရတတ်ပါတယ်အိမ်တော်ကြီးမှာမိမိအိမ်တော်ဘက်ကနားလည်မှုပေးတော်လဲအိမ်တော်ဘက်ရဲ့ဆွေမျိုးမိသားစုဝင်များကြောင့်စိတ်ရက မ်းမသိစရာအကြောင်းကိစ္စလေးတွေမကြာခဏကြုံရတတ်ပါတယ် တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့သားသမီးယရနာတွေဝင်လာတတ်တယ်လို့သားသမီးနဲ့ပတ်သက်သောသတင်းကောင်းတွေကြားရတတ်ပါတယ်။လူမှုရေးကိစ္စတွေမှာလူရင်းလူယုံများကြောင့်ပူပင်သောအခါရောက်ရတတ်ပြီးတော့မိမိဘက်ကဘလောက်ပဲမေတ္တာစိတ်မေတ္တာမှန်တွေပေးပေးတစ်ဖက်လူကမိမိအပေါ်မှာနော်နောက်ကျောကိုဓာတ်နဲ့ထိုးတာမျိုးပြီးသွားတဲ့အခါကျရင်ကြောက်တွန်းတာမျိုးလေးတွေပြီးတဲ့အခါကျလို့ရှင်ရှိသမျှအဖြစ်တွေကိုကိုယ့်ကိုပုံချတာမျိုးလေးတွေနဲ့ကြုံရတတ်ပါတယ်။တနင်္ဂနွေသားသမီးမိတ်ဆွေတွေပညာရေးကြ ောင်းစာတွေပေါ်မှာစိတ်မပါတယ်လို့မျိုးအာယုံဆိုက်၍မရနေတာမျိုးလေးတွေဖြစ်နေမယ်။ပညာရေးမှာစ조사တယ်လို့မိမိကိုယ်ကိုအားမလိုအားမရဖြစ်နေပြီးတော့စာမိုးဝဲရမှတ်တွေနည်းနေတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့တင်းငွေသားသမီးမိတ်ဆွေတွေအစာမကြေဖြစ်ခြင်းမျက်စိယောဂါခါနာခြင်းခြေထောက်နာခြင်းသွေးနယ်ပတ်သက်သောယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့တင်းငွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ12လပိုင်းတလတာမှာ ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့စင်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ဆိုလို့ရှိရင်အမျိုးသမီးတဦးကိုပန်းဆက်တပွင့်လက်ဆောင်ပေးပြီးတော့မိษွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့စူးတောင်းပြီးတော့လက်ဆောင်ပေးရမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိษွေတို့အနေနဲ့ဒီ12လပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်9ရက်10ရက်20နဲ့2ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတ ရားရဲ့ထောက်ပံ့ကောင်းတွေအကူအညီကောင်းလေးတွေမိษွေတို့လှုပ်ဆောင်တဲ့ကိစ္စတွေမှာစားစားရရာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိษွေတို့အနေနဲ့ဒီဆန္ဒလာပိုင်းဒလတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့လူတွေဆိုလို့ရှိရင်၄ရက်၆ရက်၂၀နဲ့၆ရက်နေတွေကို အရေးကြီးကိစ္စတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစန္ဒလာပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့သုံးဆောင်အဝိစာဖြစ်စီတွေမှာကြံရည်ရောင်ကော်ဖီရောင်ပါတော့ lucky color လေးတွေကိုရွေးချယ်ပြီးတော့ wish တင်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ ठी ဝါသနာပါလို့ ठी ကန်ဆန်းကျင်တယ်ဆိုရင်မိတ်ဆွေတို့ကန်ဆန်းမယ် ठी နံပါတ်မှာခွန်စတစ်ဆုံးပါသော lucky number ကလေးတွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ် ဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းတလားတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတတ်ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေ့နဲ့နဲ့6နာရီရနေပြီးတော့9နာရီပြင်မှာမျက်စွာဖျားရှင်ကိုတော်မျက်ကြီးကိုကိမ့်မုံ17ရက်သို့မဟုတ်ကော်ဖီ17ခွက်သို့မဟုတ်ငပြောသီးမဲ့17လုံးလူနှမ်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲတွေအစဉ်ပြေစေဖို့စူးတောင်းဝေရမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီ17လပိုင်းဆိုတဲ့တလတာမှာအစိုးညံဟူသမျှဝေးလွင်ပါသည်။ကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါသည်။မိတ်ဆွေတို့လောက်ကိုင်းနေတဲ့အလောက်ကိုင်းနေတဲ့ပတ်သက်ပြီးတော့လည်းပဲเนาะအစဉ်ပြေမှုတွေရရှိပြီးတော့အယောင်းွယ်လောက်ကိုင်းသူတွေဆိုရင်လည်းရောင်းပန်းသာ၍ဝယ်ပန်းလှပြီးတော့ငွေကြေးလက်လာပါတွင်လည်းပေါများစွာဝေမာစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့တာရင်ကျွန်တော်ရဲ့တလဆာဟောစတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတတ်ပါတယ်။အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်။